ဒါကတော့ဆိုင်ကယ်ဆိုင်ကယ်အကြောင်းကိုပြောတာပေါ့နော်ကျွန်တော်ကျွန်တော်တင်ထားတဲ့ပုံပါပဲကျွန်တော်ဆိုင်ကယ်ပဲဝယ်တာကျွန်တော်3နှစ်လောက်တော့ရှိပြီခင်ဗျအဲ့ဒါကျွန်တော်ကရှိုးရုံးဘိန်းကြီးဝယ်ထားတာရှိုးရုံးဘိန်းကြီးဝယ်ထားတာဆိုတော့ဟိုဟာကီလိုကအဲ့တော့ကကျွန်တော်တန်လျက်ကိုထုံးရှိရာယူထားတာရန်ကုန်လိုင်စင်ကြီးနဲ့တော့ကျွန်တော်မန္တလေးလိုင်စင်ကြီးပြန်ပြောင်းတယ်ကျွန်တော်နာမည်ပေါက်ပြန်ပြောင်းတယ်အဲ့အဲ့ accessory အကုန်ထည့်လိုက်တာကျွန်တော်ကြားတော့တာကအဲ900ကျော်သွားမယ်900ကျော်သွားမယ်900ကျော်သွားမယ်အဲ့တော့ခုလက်ရှိချိန်နေနေဆိုရင်တော့ကျွန်တော်က နိုင်စင်ကြီးနဲ့ဆိုတော့ကျွန်တော်ပြန်ရောင်းရင်ကျွန်တော်ကရှုံးနေမှာပဲအဲ့တော့ကျွန်တော်ကစီးတာပေါ့နော်လက်ရှိကျွန်တော်စီးနေတာပေါ့တော့ရှုံးတော့ဘိန်းဆိုတော့လေဈေးကြီးတယ်ပေါ့ကျွန်တော်နမယ်ပေါက်ကြီးဖြစ်နေတော့ကျွန်တော်ကအဲ့ဆိုင်ကယ်ဆိုကျွန်တော်ကနှမျောတော့တမိုးထားတာဟာလီလည်းဖြစ်တယ်ဟာလီလည်းမှမှသူကအဝေးကိုစီးလို့ရတယ်ဟိုက်ဝေးစီးခဲ့တယ်ကျွန်တော်ဆိုရင်အဲ့ဒီတက်ချီလေးတွေသွားတယ်တောင်ကြီးဆိုခဏခဏတက်တယ်ပေါ့နော်အခုမှကီလိုက1000လောက်ပဲရှိသေးတာအဲ့အဲ့လိုမျိုးဆိုတော့ဟိုတက်ချီလေးတစ်ခေါက်ကဝေးဝေးမောင်းနေတယ် အဲကျွန်တော်ကကျွန်တော်မမောင်းပြစ်သေးဘူးသိလားပြောလို့ရတော့၃နှစ်ချော်နေအဲ့တော့၃နှစ်လောက်ရှိနေပြီကွာဒီဘိန်းကအဲအဲ့လိုမျိုးဝယ်ထားတဲ့ဘိန်းဆိုတော့ဟောဝယ်သင့်နေဟာလီကြိုက်ရင်တော့ဝယ်ပေါ့နော်ဟာလီကြိုက်ရင်တော့ဝယ်ပေါ့ဒါပေမဲ့ခုနကပြောလို့ပေါ့ဒီကောင်တွေရဲ့နောက်ပိုင်းလာမဲ့ပြင်ဆင်စိတ်တွေကတော့သွားရှိတယ်ဒီကောင်တွေကလက်ထုံးတဲ့ဘိုင်းကိုသွားအဆုံးထည့်ထားလေလေဘာပဲပြောပြောအဲ့ဒါနည်းနည်းရှိနိုင်နေပြီပဲအဲ့တော့ကျွန်တော်ကတော့ဝါသနာပေါ့ဒီဟာအတွက်ကျွန်တော်က ဟိုဘယ်လိုပြောမလဲကွာကို့အတွက်အချိန်တစ်ခုရောက်လာအသက်အရွယ်တစ်ခုရောက်လာတယ်ဒါဟိုဝါသနာအတွက်ပြီးတယ်ပြီးဆက်တယ်ဝဲတာရှုံရှုံမြက်မြက်ကျွန်တော်ဝဲစီမှာပြင်းတယ်ကွာဘလောက်ပြင်းပြီကားထက်ကိုတော့ကုန်ပြီးတယ်တခါလေးကုန်းကုန်းကျွန်တော်ပြင်းတာအဲ့လိုမျိုးဆိုတော့ဟိုဝါသနာရမလို့ပါနဲ့ကျွန်တော်တို့40ကျော်ဆိုလို့ဟိုဘယ်လိုပြောမလဲကွာအသက်အရွယ်တစ်ခုရောက်လာလို့ဒီဟာကိုယူတက်တက်တော့ဝင်လိုက်တာဟိုဘယ်လိုပြောမလဲလူငယ်တွေကတော့မစည်းသင့်ဘူးပေါ့နော်လူငယ်တွေကတော့မစည်းသင့်ဘူးမစည်းသင့်ဘူးဘာလို့ဆိုတော့ဟိုဘယ်လိုပြောမလဲကွာအီလက်ထရောနစ် အများကြီးထက်ထားတဲ့ဘိန်းတွေတော့ဘာလို့ကကျတော့နောက်က service ကောင်းကောင်းလိုက်နိုင်မလိုက်နိုင်မလို့ဘက်ထရီတစ်ခါလဲကြည့်တယ်အဲလင်းကားသိန်းကောင်းကောင်းဘက်ထရီတစ်ခါပဲရှိသေးတယ်တန်းတိုင်းမပါသေးဘူးဆိုတော့ပွင့်လင်းပြောရင်တော့ကွာအဗန်ချာအဗန်ချာလို့ခေါ်တယ် last week လို့ခေါ်တယ်အဲ့တော့လူငယ်တွေအနေနဲ့ကတော့အိမ်ကကိုပတ်ဆံရှာနိုင်တော့စီးပေါ့ကွာကျွန်တော်တို့ကြတော့အသက်ရွယ်တစ်ခုရောက်လာတဲ့ခါကျတော့ဟိုဘာပြောပြောကွာအချိန်တစ်ခုရောက်လာလို့ဒါစီးတာပွင့်လင်းပြောရင်တော့ကွာဟိုအဲ့လိုဘိန်းအမြင့်ကြီးတွေစီးတာကကျတော့ကျွန်တော်အာမပေးဘူးပေါ့နော် ကောင်းတော့လက်ရှိအချိန်နေတဲ့အချိန်ခါကတော့ပစ္စည်းတစ်ခုမှားရင်ကိုတောင်းလေးလာချာတယ်မလွယ်ဘူးအဲ့တော့ဒီကောင်ဆန်စာလေးကွာအင်ဂျင်ဝိုင်းမှာရှိတဲ့ဆန်စာလေးဆန်စာလေးစက္ကတခုထိသွားတယ်ကောင်အင်ဂျင်ဝိုင်းဆန်စာထိတယ်အင်ဂျင်ဝိုင်းနေယိုတယ်ပေါ့နော်ကြာတယ်ပေါ့နော်ကျွန်တော်ကတော့ဒီဘိန်းကိုကျွန်တော်ကချစ်လို့ကိုကျွန်တော်ကစီးတာအင်ဂျင်ဝိုင်းဆန်စာတခုကို၄သိန်းလား၅သိန်းလားဒီပေါက်ဆန်စာလေးကိုပေးပြီးတော့ဝယ်တာအဲ့လိုဝယ်ပြီးတော့ကိုစောင့်ပြီးတော့ကိုကျွန်တော်ကဒီဘိန်းထားရတာဘိန်းကိုချစ်တာဘိန်းကိုချစ်တာ ခုကျွန်တော်ပြန်ရအောင်လေကျွန်တော်600မှမရမရအောင်600တော့ကျွန်တော်ကရှုံးမှာမရှုံးနေတယ်ပေါ့ကွာထားပါတော့300တော့မှာအဲ့ဒါမဲ့ဆိုင်ကယ်တစ်စီးတိုင်ဘူးကကားတစ်စီးလောက်ရှိနေပြီလေခုကာလာကြီးอ่ะအဲ့တော့မဝယ်သိမ်းဘူးပေါ့ကွာမစည်းပါနဲ့เนาะ